င်္ဂလာပါရှင် People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့မေလ၁ရက်နေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီကြောင့်ကျမ်းမာရေးစနစ်ပြိုကျမှုတန်းငလင်းအပီးမှာပိုသိတာခဲ့တယ်လို့ HRW ပြောတဲ့အကြောင်းသခိုင်းမြောက်ချမ်းကရွာတွေကိုစစ်ကောင်စီတပ်လက်နက်ကြီးနဲ့ပစ်လို့ကလေးနှစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ရေစကြိုမြို့နယ်မှာတနေကုန်နီးပါးတိုက်ပွဲဖြစ်ပြီးနှစ်ဖက်ထိခိုက်မှုရှိတဲ့အခြေအနေငဖဲနဲ့စီမီးခုံမှာစစ်ကောင်စီတပ်စစ်ကြောင်းတွေတိုက်ခိုက်ခံရတဲ့တဲ့တွင် ဂျာရီကိုတင်ဆက်ပေးမှာပါ။အာနာသိန်းစစ်ကောင်စီကြောင့်ဆိုးဆိုးရွားရွားရင်းရိုင်ပြိုကျနေတဲ့ဂျမ်းမာရီဆောင်ရှားမှုစနစ်ရဲ့အခြေအနေမှန်ကိုသခိုင်းကလင်ကြီးကပို့ပြီးထင်ရှားမြင်သာလာစေတယ်လို့လူအခွင့်အရေးဆောင်ကြီးအဖွဲ့ HRW ကထောက်ပြလိုက်ပါရယ်။စစ်ကောင်စီဟာအာနာသိန်းပြီးတဲ့နောက်မှာပြည်သူ့ဂျမ်းမာရီဆိုင်ရာအဆောက်အအုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေကျမ်းမာရေးဝန်ထမ်းတွေအပေါ်ရန်လိုဖိနှိပ်တာတွေကျူးလွန်ခဲ့ပြီးနိုင်ငံရဲ့ကျမ်းမာရေးစောင့်ရှောက်မှုကဏ္ဍကိုချိနဲ့စေခဲ့ပါတယ် အဲ့ဒီအကျိုးဆက်ဟာမက်ဂနီကျူ9.0အဆင့်စကိုင်းငလင်ကြီးအပြီးမှာ ပိုပြီးထင်ရှားတဲ့တက်ရောက်မှုတွေဖြစ်လာစေနိုင်တယ်လို့ HRW ကသတိပေးထားပါတယ်။လူပေါင်း9400ထက်မနည်းသေဆုံးခဲ့တယ်လို့ယုံကြည်ရတဲ့ငလင်ကြီးကြောင့်ပြည်သူတွေအတွက်စံမာရေးစောင့်ရှောက်မှုလိုအပ်ချက်ကြီးမားလာချိန်မှာစစ်ကောင်စီကျူးလွန်ထားတဲ့အဖက်လောက်ရတွေကြောင့်ထိရောက်တဲ့အကူအညီမျိုးမပေးနိုင်တော့ဘူးလို့ထည့်သွင်းပြောဆိုပါတယ်။ HRW ရဲ့ဖော်ပြချက်အရစစ်ကောင်စီဟာအာဏာသိမ်းပြီးကတည်းက ကျမ်းမာရေးဝန်ထမ်းအ ਨੇ စုံအယောက်880ကျော်ကိုဖမ်းဆီးခဲ့ပြီးဈေးရုံဈေးခန်းနဲ့ကျမ်းမာရေးစောင့်ရှောက်မှုစင်တာပေါင်း260ကျော်ကိုတိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ပြီးတော့စစ်ကောင်စီလက်ချက်ကြောင့်ကျမ်းမာရေးဝန်ထမ်းအယောက်80ကျော်အသက်ဆုံးရှုံးခဲ့ရပြီးပါပြီ။ဆက်ပြီးလေပတ်နေတဲ့ဈေးရုံတွေအများပြားကလည်းလူနာနဲ့ဝန်ထမ်းဥယျမမျှတာဈေးဝါပစ္စည်းတွေမလုံလောက်တာအရေးပေါ်အသက်ကယ်ကုသမှုတွေအတွက်တာဝန်ယူနိုင်စွမ်းမရှိတာတွေရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဒါအပြင်လွန်ခဲ့တဲ့၃နှစ်အတွင်းကျမ်းမာရေးဝန်ထမ်းတွေနဲ့ကျမ်းမာရေးအဆောက်အအုံတွေကိုပြစ်မှတ်ထားတဲ့စစ်ကောင်စီရဲ့တိုက်ခိုက်မှုအကျင့်ရေး1200နီးပါးလောက်ကို HRW ကမှတ်တမ်းပြုစုထားပါတယ်စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကြောင့်ကျမ်းမာရေးဝန်ထမ်း80ရာခိုင်နှုန်းလောက်ဟာနိုင်ငံကိုစွန့်ခွာထွက်ပြေးသွားပြီလို့ယုံကြည်ရကြောင်းပြည်တွင်းမှာဆက်ရှိနေသူတွေထဲမှာလည်းပုံရှိုးကွယ်ရှိုးနေထိုင်နေရသူတွေလောက်ခလာစာနေပါတာတွေအချိန်ပြည့်အချင်းချောက်ခံရမှုတွေနဲ့ကြုံတွေ့နေသူအများအပြားရှိတယ်လို့ HRW ကထုတ်ပြန်ပါတယ်။ငလင်ကြီးအပြီးမှာတော့လူတွေထောင်တောင်းချီပြီးအိုးမဲအိမ်မဲဖြစ်ကုန်တယ်လို့နေစရာမရှိ၊ဆေးဝါးမရှိ၊တန့်ရှင်းတဲ့တောက်ရည်မရှိပဲရုန်းကန်နေရတဲ့လူအဖွဲ့အစည်းတွေထွက်ပေါ်လာပါတယ်။တချို့နေရာတွေမှာအပူချိန်ဟာ44ဒီဂရီဆယ်စီယပ်အထိမြင့်တက်နေခဲ့ပြီးရာသီဥတုကြောင့်ဖြားနာတာတွေရေမတန့်လို့ဖြစ်တဲ့ရောဂါတွေအပြည့်အစည်းတွေကြားမှာခိုးနေတဲ့အဆိပ်ရှိတတ္တဝါတွေကြောင့်ပိုးထိတဲ့ကိစ္စတွေမြင့်တက်လာပါတယ်။ အဲ့ဒီအချိန်အတွင်းမှာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုလုံးကစစ်ကောင်စီ လက်ချက်ကြောင့်ရဲရဲပဲကြံပါတော့တယ်။ဒါတည်းမကပဲစစ်ကောင်စီဟာငလင်အပီးမှာလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေယာနဲ့ချီဆက်လုပ်နေတယ်လို့ကုလသမဂ္ဂကလည်းပြောပါတယ်။စစ်ကောင်စီဟာငလင်တန်ခံအစိုးဆုံးဒေသတွေစီပေးပို့မဲ့လူသားချင်းစာနာမှုပစ္စည်းတွေကို ဟန့်တာကန့်သတ်ပြီးစစ်တပ်အသုံးပြုဖို့တူလောင်သိသိထားတယ်ဆိုတဲ့ဆွဆွဲချက်တွေလည်းထွက်ပေါ်နေပါတယ်ရှင်။ ကိုင်းမြို့နယ်စကြက်ကျေးရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကဒီနေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ကလေးနှစ်ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။မေလတရက်မနက်9:00နာရီလောက်မှာစကိုင်းမြို့နယ်မြောက်ချမ်းမှာရှိတဲ့စကြက်ကျေးရွာကစစ်အုပ်စုဟာလက်နက်ကြီးတွေနဲ့ကျေးရွာတွေပတ်စီပစ်ခတ်ခဲ့တာလို့သိရပါဗျ။အဲ့ဒီလက်နက်ကြီးကစကြက်ရွာရဲ့အရှိမြောက်ဘက်ကားလန်အနီးမှာရှိတဲ့ရွာသားရရွာတဲကိုကြပြီးအသက်၈နှစ်နဲ့၉နှစ်အရွယ်ကလေးနှစ်ဦးထိမှန်သေဆုံးခဲ့တာပါ။ ကနအူးတည်ထားတာကတော့လက်နက်ကြီးအစာထိပြီးတိတ်ဆုံးတာလို့ပြောပေမဲ့ဖုန်းလိုင်းအင်တာနက်လိုင်းတွေပြတ်နေတဲ့အတွက်တခြားအသေးစိတ်အချက်အလက်တွေကိုတော့မသိရပါဘူး။ဒါအပြင်ဒီနေ့နေ့လယ်7:00နာရီကျော်မှလဲသခိုင်းမြို့နယ်မြောက်ချမ်းကတလိုင်းရွာတဲ့ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်လို့ပြည်သူ3ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ April 25ရက်နေ့ကသခိုင်းမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့တမ33စစ်ကြောင်းတစ်ကြောင်းလုံးပြတ်အောင် PDF တွေကတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက်မှာစကိုင်းမြို့နယ်မြောက်ပိုင်းကိုစစ်တပ်ကနေစဉ်လေကြောင်းကနေပုံကျဲတိုက်ခိုက်တာနဲ့လက်နက်ကြီးပစ်ခတ်တာတွေလုပ်နေတာလို့ဒေသခံတွေကပြောပါတယ်ရှင်။မကွေးတိုင်းရေစကြိုမြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်ခဲ့ပြီးနှစ်ဖက်ထိခိုက်မှုရှိတယ်လို့ရေစကြိုမြို့နယ်ပါကာဖာတာဝန်ရှိသူကပြောပါတယ်။ရေစကြိုမြို့အခြေဆိုင်ခလာယာ258ကလာတဲ့အင်အား150ကန့်ပါစစ်ကြောင်းကိုဧပြီ29ရက်နေ့မှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနေ့တနေကုန်နီးပါးတိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်က3ဦးသေဆုံးသလို10ဦးထပ်မံနေထိခိုက်မှုရှိတယ်လို့ရေစကြိုမြို့နယ်ပကဖကပြောပါတယ်တိုက်ပွဲမှာစစ်ကောင်စီရဲ့ရေစကြိုမြို့အခြေစိုက်တပ်တွေကလက်နက်ကြီးပစ်ကူပေးခဲ့လို့ရဲဘော်တဦးထိမှန်ဒဏ်ရာရခဲ့ပါတယ်ဒါအပြင်ညနေပိုင်းတိုက်ပွဲမှာလည်းရေစကြို ပကဖရဲ့တပ်ခွဲမှုတဦးကြီးထိမှန်ကြာဆုံးခဲ့ကြောင်းအသိပေးပါတယ်အဲ့ဒီစစ်ကြောင်းက ရေစကြိုမြို့အနောက်ချမ်းမှာရှိတဲ့ထန်းဆယ်ပင်ကျေးရွာကနေအိမ်ဆက်တလုံးကိုမိရှို့ပြီးတဲ့နောက်ဧပြီ29ရက်ညနေပိုင်းမှာပဲခလာယာ258တပ်ထဲကိုပြန်လည်ဆုတ်ခွာသွားပါတယ်။အဲ့ဒီနောက်ဒီနေ့အထိလှုပ်ရှားမှုမရှိဘူးလို့ဆိုပါတယ်။ရေစကြိုမြို့မှာစစ်ကောင်စီရဲ့ခလာယာ256 259နဲ့258တရင်တွေအခြေစိုက်ထားပါတယ်ရှင်။မကွေးတိုင်းငဖဲမြို့နယ်နဲ့မန္တလေးတိုင်းမြင်းကြံမြို့နယ်စီမီးခုံမြို့မှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပါတယ်။ငဖဲမြို့နယ်နယ်ရေကန်လေကြောင်းရံကာကွယ်ရေးတပ်စခန်းရဲ့ကာကင်းစခန်းအဖြစ်ဗစီရွာဖုံးကြီးကျောင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေဟာလုံခြုံရေးယူဖို့ထွက်လာတဲ့အချိန်ကြားဖြတ်တိုက်ခိုက်ခံရတာပါ။ဧပြီ30မနက်ကဗစီရွာတပ်စခန်းကနေမင်းဘူးအန်လမ်းလုံခြုံရေးယူဖို့လာတဲ့အင်အား20ခန့်ပါစစ်ကောင်စီတပ်သားတွေကိုဖျက်တောက်တိုက်ခိုက်ခဲ့တာလို့အရှိုချင်းကာကွယ်ရေးတပ် CDF အရှိုတာဝန်ရှိသူတအူးကပြောပါတယ်။ တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား6ဦးပွဲချင်းပြီးသေဆုံးပြီး MA အမျိုးအစားတနက်6လက်နဲ့ခရမ်းတွေတိမ့်နိုင်ခဲ့တယ်လို့အသိပေးပါတယ်။နောက်သတင်းတပုတ်အနေနဲ့မန္တလေးတိုင်းမြင်းချမ်းမြို့နယ်စီမီကုံမြို့မှာကင်းပတ်လာတဲ့စစ်အုပ်စုကိုတိုက်ခတ်ရမှာလဲ။3ဦးသေဆုံးပြီးတနက်2လက်သိမ်းဆည်းရခဲ့တယ်လို့မြင်းချမ်း Black Tiger MPD တပ်ဖွဲ့ကောင်းဆောင်ဗိုလ်မိုက်ခဲကပြောပါတယ်။ဧပြီ30ညကစီမီကုံမြို့မှာကင်းပတ်လာတဲ့စစ်ကောင်စီတပ်နဲ့ပြူစောထီတွေကိုအနီးကပ်တိုက်ခိုက်ရမှာ ဘိုးတဦးနဲ့ပြူစောတိနှစ်ဦးသေဆုံးခဲ့ပါတယ်။ဒါအပြင်ဂျီ3တနတ်နှစ်လက်နဲ့ဂျီတချို့ရရှိခဲ့တယ်လို့ဘိုးမိုက်ခဲကအသိပေးပါတယ်။ MPD တပ်ဖွဲ့ကမြို့တွင်စစ်စင်ရေးတွေဖော်ဆောင်နေလို့ပြည်သူတွေအနေနဲ့စစ်အုပ်စုနဲ့နေရာတွေမှာသွာလာတာမျိုးမလုပ်ဖို့လဲကြိပေးထားပါရရှင်။ People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ရှင်။